ရာစုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်내ကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတရဘတ်ကိုဧပြီလ2ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။အဲ့ဒီကြေညာချက်အပြည့်အစုံမှာ2025ခုနှစ်မတ်လ28ရက်နေ့တွင်အင်အား9.8ပမာဏရှိဒလင်ကြီးမေဂျာအကွစ်နဲ့နောက်ဆက်တွဲငလင်ငယ်များနှုတ်ခတ်ခဲ့မှုကြောင့်မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံများတွင်အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည့် မျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မိမိတို့၏စိုးမိုးနယ်မြေများတွင်ငလျင်ဘေးသင့်လူမှုကို82နှစ်အတွင်းကုညီကယ်ဆယ်မှုများအပြည့်အဝအားဆိုင်လုပ်နိုင်ခဲ့တော်လဲအကြံဖက်စစ်ကောင်စီစိုးမိုးဒေသများတွင်ကိုဒီလက်ရောက်ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက်အများစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီးငလျင်ဘေးသင့်ပြည်သူလူထုကိုလေးနက်စွာတောင်းပန်အပ်ပါသည်2021ဖေဖော်ဝါရီ1ရက်နေ့တွင်အကြံဖက်စစ်တပ်ကပြည်သူအာဏာကိုမတရားလုယူရန်ကြိုးစားခဲ့သည့်အချိန်မှစ၍ ပြည်သူအာဏာပြည်သူပြန်ရရေးအတွက်ဤလန်းအမျိုးမျိုးဖြင့်ကြိုးပမ်းခဲ့ကြသည့်ပြည်သူလူထုသည်စစ်တပ်၏အကြမ်းဖက်နှိမ်နင်းမှုများကိုနိုင်ငံအနှံ့ပြားတွင်ခံစားခဲ့ကြရသည်စစ်ကောင်စီညံပြင်းသောအစီအမံမှုကြောင့်ကိုဗစ်တတိယလှိုင်းတွင် ထောင်နှင်းချီသောပြည်သူပြည်သားများအသက်ဆုံးမခဲ့ရကမုံတိုင်းရေကြီးမှုများတွင်လည်းမဆုံးရှုံးသင့်သောအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါသည်အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထိုးမှု ရွာများကိုမိရှုဖျက်ဆီးမှုများကြောင့်လည်းလူသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါသည်ငလင်ဘေးဒဏ်ခံရခြင်းတွင်ပင်ဒေကြောင့်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်လူသားမဆန်စွာလှုပ်ဆောင်နေစေပင်ဖြစ်သည်မြို့သားညီညွတ်ရေးဆိုရနေဖြင့်ရင်းဖြည့်ရက်များအလုံးကိုဘယ်သောအခါမှမေ့ပြောင်းမီမဟုတ်တကယ်သို့အဆိုပါဖြစ်ရက်များအတွက်တရားမျှတမှုပြန်လည်ရရှိရေးအတွက်လည်းအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်လက်ရှိကာလပူဆွေးနေရမှုများအတွက် ပြည်သူ့မှပြည်သူတို့အချင်းချင်းအားပေးနှစ်သိမ့်ရန်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2025ခုနှစ်ဧပြီလ23ရက်နေ့မှ2025ခုနှစ်ဧပြီလ20ရက်နေ့ထိနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲခြေကွယ်မှုနှင့်နှစ်သိမ့်အားပေးမှုရတရဘတ်အဖြစ်သတ်မှတ်လိုက်ပါသည်ထိုကာလအတွင်းပြည်တွင်းပြည်ပနှင့်ပြည်သူများအနေဖြင့်ပြည်သူ့မှပြည်သူတို့နှစ်သိမ့်အားပေးခြင်းများကိုတဝူးချင်းစီအနေဖြင့်ဖြစ်စေ အစုအဖွဲ့များအနေဖြင့်ဖြစ်စေ အောက်ပေါ်ပြပါကုသိုလ်ကောင်းမှုစုတောင်းမှုငလင်တန်ခံပြည်သူများအားစာနာရိုင်းမင်းကြောင့်ပြသသည့်လှုပ်ဆောင်မှုများကိုဆောင်ရွက်ကြပါရန်ကြိုက်တွန်းနှိုးဆော်အပ်ပါသည်အပိုက်တဲ့ငလင်တန်နှင့်ဆရာနာရှင်ညှဉ်းပန်းခံပြည်သူများနှင့်အတူတကွယက်တီကြောင့်နှင့်ဆုံးရှုံးမှုများအတွက်စာနာကြောင်းကိုပြသသည့်အနေဖြင့်အမျိုးသားညီညွတ်ရေးဆိုရာ၏နိုင်ငံရေးဝန်ကြီးဌာနကိုယ်စားလှယ်ရုံးများတန်တမန်ရုံးများသို့မဟုတ်သတ်မှတ်ထားသည့်စုစည်းနေရာများတွင်ဝန်내မှတ်တမ်းများရေးထိုးခြင်း ဝန်နေခြင်းပန်းပွင့်ပန်းစီပန်းချင်းများပေးပို့ခြင်းမိမိနေထိုင်ရာတိုင်းပြည်များ၏ဓလေ့ထုံးစံများနှင့်အညီစုဝေးစုတောင်းမြတ်တာပို့တာမှုလှုံ့ဆော်ခြင်းအပိုင်းနှင့် အသက်ဆုံးမသွားသည့်ပြည်သူများနှင့်ကြံ့ရင့်သူမိသားစုများအတွက်အောက်မေ့တရိယခွန်အားယူစုတောင်းပွဲများပြုလုပ်ခြင်းရေစက်ချအမျှဝေခြင်းသက်ဆိုင်ရာဘာသာ၌စုတောင်းမြတ်တာပို့တာခြင်းကုသိုလ်ကောင်းမှုရည်စူးပြုလုပ်ခြင်းထိခိုက်ခံစားရသူများအားနားလည်စာနာအပ်ပေးမှုကို ိုင်ငံတွင်နိုင်ငံပြင်ပတွင်နီလန်အမျိုးမျိုးဖြင့်ပြုလုပ်ခြင်းအပိုက်သုံးမြမပြည်အရေးကိုစိတ်ကောင်းစေတနာကောင်းဖြင့်ကူညီနေသည့်နိုင်ငံတကာရှိလူပုဂ္ဂိုလ်အဖွဲ့အစည်းနိုင်ငံတကာအစိုးရများနှင့်အတူဝန်ထမ်းကြောင်ပြကမှုနှစ်သိမ့်မှုစုတောင်းမှုများကို အတူတကွလှုပ်ဆောင်ခြင်းမျိုးသားညီညွတ်ရေးအစိုးရလို့ဖော်ပြပါရှိပါရဲ့ရှင်